အစိပ်ပါတဲ့ဓမင်းလုံးဆိုတာကလောဘတွေဒေါသတွေမောဟတွေနဲ့ရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေကိုပြောလိုခြင်းဖြစ်ပါတယ်အစိပ်ပါတဲ့ဓမင်းလုံးတွေကိုမစားမိကြပါစေနဲ့အစိပ်ပါတဲ့ဓမင်းလုံးဆိုတာကလောဘတွေဒေါသတွေမောဟတွေနဲ့ရှာဖွေထားတဲ့ ပစ္စည်းဥစ္စာတွေကိုပြောလိုခြင်းဖြစ်ပါတယ်။လောဘဆိုတဲ့နေရာမှာရိုးရိုးတာမန်လောဘကတော့လူတိုင်းပုထုဇဉ်တိုင်းရှိကြတယ်။ဒါပေမဲ့လို့ဝိတ္တမလောဘကြတော့လိုတာတစ်ကိုပို့ပြီးတော့တရားတဲ့ဤတွေမတရားတဲ့ဤတွေနဲ့မမြတတဲ့ဤတွေနဲ့ရှာဖွေပြီးတော့မှရရှိလာတဲ့ပစ္စည်းဥစ္စာတွေကိုအဲ့ဒီပစ္စည်းဥစ္စာတွေကရရှိလာတဲ့ဓမင်းကိုစားနေကြတဲ့ပုံကိုတရားအစိတ်တွေကိုစားနေကြခြင်းဖြစ်ပါတယ် ခုမြန်မာနိုင်ငံမှာအင်္ဂလိယမေးကြီးတင့်တော့အလုံးဒုက္ခရောက်ကြတယ်ဒုက္ခရောက်ကြတဲ့နေရာမှာလူသားချင်းပူချင်းစာနာမှုကို နောက်ထားပြီးတော့ကုံစည်နှုံးတွေအဆမတန်တက်ကြပါတယ်အဲ့ဒီထဲမှာမှာအစိုးဆုံးကဒီဓာတ်ပေါ်တွေကိုထုတ်တဲ့အလောင်းထုတ်တဲ့ဟိုပလတ်စတစ်အိတ်ပေါ်လေအဲ့ဒါတွေကလည်းပဲဟိုအရင်ကအထက်ကိုပို့ပြီးတော့မှဈေးတက်သွားပါတယ်တချို့ပုံကိုယ်တွေကလည်းပဲငလျင်ပြိုးလို့ဒုက္ခရောက်နေတဲ့ အိမ်ပိုင်ရှင်တွေကိုမှအားမနာအိမ်တွေကိုမျက်နှာပြောင်တိုက်ပြီးတော့အိတ်ကြီးအိတ်ငယ်နဲ့အထုပ်ကြီးအထုပ်ငယ်နဲ့ဝင်ခိုးတဲ့ပုံကိုယ်တွေကလည်းပဲအများအပြားကိုတွေ့ရပါတယ်။ဒါတွေကပါလဲလို့ဆိုရင်ကိုရှာစားနေတဲ့ထမင်းလောက်ဟာအစိတ်ပါသလားအစိတ်မပါသလားမသိဘဲနဲ့မောဟဖုံးလွှမ်းပြီးတော့မှရှာစားနေကြတဲ့ပုံကိုယ်တွေပဲဖြစ်ပါတယ်။ဒါကတော့ကလူနာနှစ်ယောက်ဆေးရုံလာပြကြပါတယ်။လူနာတွေကအသက်60ကျော်ဝန်းကျင်နေပေါ့ ။နောက်လုံးကလည်းပဲယောဂအပြင်းထန်ခံစားနေရတဲ့လူနာတွေဆိုတော့ပထမဦးဆုံးရောက်တဲ့လူနာကိုဒီပရင်းပေါက်ဘေးနားလေးမှာနေရာပေးလိုက်ပါတယ်။ဒုတိယရောက်လာတဲ့လူနာကိုတော့အခန်းထောင်လေးမှာနေရာရပါတယ်။အဲ့တော့ပရင်းပေါက်နားမှာနေရတဲ့လူနာကဒီအခန်းထောင်လေးမှာကပ်ပြီးတော့မှနေရတဲ့လူနာကို ကြိလိုက်တဲ့အချိန်မှာမျက်နာကလည်းပဲမတမယမရှုမလ စိတ်ထောင်းတော်ကိုကြီးဆိုတဲ့အတိုင်းပဲယောဂဖြစ်နေတာနဲ့စိတ်ကလည်းညင်းစေလိုက်တဲ့အတွက်သူဟာဒီယောဂနဲ့တရားတော်မယ်ဆိုတာကို ပတင်းပေါက်နားမှာဟိုနေရတဲ့လူနာကသဘောပေါက်သွားတယ်။ဒါကြောင့်မို့ဒီလူဒီလူကိုအားပေးစကားအနေနဲ့ဘလို့ပြောနိုင်ရင်ကောင်းမလဲ။ငါပြောလိုက်တဲ့အားပေးစကားကြောင့်မို့သူဘလို့များအသက်ရှင်နိုင်မလဲ။တချို့ပုံကိုဒီကအဲ့လိုစိတ်ဓာတ်တွေရှိတယ်ဗျ။အများကိုကိုဒုက္ခရောက်နေတာကို နောက်မှာထားပြီးတော့အများအတွက်ရှေ့တန်းမှာထွက်ပြီးတော့မှကုညီကျင်တဲ့လူတွေကလည်းပဲများစွာကိုရှိပါတယ်အဲတော့အဲ့ဒီပရင်ပေါန်သားလေးကလူကမိမိကယောဂဝေဒနာတွေအပြင်းထန်ခံစားနေရပြီမြဲလည်းပဲနည်းနည်းလေးခါကိုမှတ်ပြီးတော့ပရင်ပေါက်ဘက်ကိုတစ်ချက်ကြည့်လိုက်ပါတယ်ကြည့်လိုက်ပြီးတော့ဟိုအခန်းတောက်မှာနေရတဲ့လူနာကိုအားပြစကားပြောတယ်ဗျကိုကြီးတဲ့ကျွန်တော်အခု ပဒင်းပေါက်ကနေမြင်နေရတဲ့ရှုခင်းလေးတွေကိုများပြောပြရင်အကိုကြီးနားထောင်မလားလို့ပြောလိုက်တဲ့အခါမှာဟိုလူကလည်းပဲကောင်းလေးညှိပြပါတယ်။ကျွန်တော်အခုမြင်နေရတဲ့ရှုခင်းကလေအမတန်ကိုတာရတာအကိုကြီးရဲ့ဂျီကန်ကြီးတကန်ကိုလည်းမြင်နေရတယ်။ဂျီကန်ကလည်းပဲစိတ်လှဲ့နေတာပဲ။အဲ့ဒီဂျီကန်ရဲ့ဘေးမှာ ခုံတန်းရားလေးတွေရှိတယ်ဗျ။အဲ့ဒီခုံတန်းရားလေးမှာဗျာချက်သူသမီးစားနှစ်ယောက်ချင်းတွေ့နေကြတာ ကောင်မလေးကစိတ်ကောက်နေတာနဲ့တူတယ်ဗျ။ကောင်လေးကနောက်ကနေလိုက်ချော်နေရတယ်ဗျာ။ကျွန်တော်တို့ငယ်လေးကတိုင်းပဲဗျာ။ဟိုးအဲ့ဒီခုန်တန်းရလေးရဲ့ဟိုဘက်မှာမြခင်စိမ့်စိမ့်ကွင်းပြင်ကြီးရှိတယ်ဗျာ။အဲ့ဒီမှာကလေးတွေဘောလုံးကန်နေကြတယ်ဗျာ။ဘောလုံးကန်လိုက်တာကျွန်တော်တို့ငယ်လေးကတိုင်းပဲဗျာ။ဆိုတော့ဟိုဘက်အခန်းတောင်နားလေးမှာနေရတဲ့လူနာကခြေတော်လေးတွေနည်းနည်းလှုပ်လာပါတယ်။ပြီးတော့ဗျာအဖိုးကြီးတယောက်တောင်မွေးကြီးထောက်ပြီးတော့ကြီးကြီးကလည်းဆောင်းသားသေးတယ်ဗျာ။ အောင်မလေးဗျာလေတိုက်လိုက်တာကြီးကလွင့်ပြီးတော့အဖိုးကြီးပြာရခတ်သွားတယ်ဗျာလို့ဒီလိုလေးတွေပြောပြရတော့ဟိုဘက်အခန်းတောင်မှာမွန်ကြပြီးတော့ယောဂဝေဒနာဖီစီနှိမ့်ဆက်နေတဲ့လူကဒီမျက်နာလေးတွေကြီးလာတယ်ခြေထောက်လေးတွေလှုပ်လာတယ်ခေါင်းလေးတွေလှုပ်လာတယ်ခန္ဓာကိုယ်ကလည်းပဲကြည်လင်းလာတယ်ဟောအကိုကြီးတဲ့ကျွန်တော်ညောင်းလို့ဗျာခဏလဲလိုက်အောင်မေးပြီးကြမှာပြန်ပြောတာပေါ့လို့သူ့စကားကိုအဆုံးသတ်ပြီးတော့ပြန်အိတ်လိုက်ပါတယ် ဲ့ဒီချိန်မှာဒီဘက်အခန်းတောက်မှာနေရာရတဲ့လူနာကဘာတွေးနေတုံးဆိုတော့ဩသူကတော့ကန်ကောင်းလိုက်တာကြည်စမ်းရှုခင်းတတရရရမြင်ရတယ်အကုံလုံးကိုမြင်နေရတော့သူ့မှာစိတ်ချမ်းသာမှုရတယ်ငါ့မှာတော့အခန်းတောက်လေးမှာကာပြီးတော့မှမွန်မွန်ချက်ချက်နော်ပူပူလောင်လောင်နဲ့နေရတယ်သူကန်ကောင်းလိုက်တာအဲ့ဒီမှာသူစဉ်းစားလိုက်တာက သူ့ရဲ့နေရာကိုရရင်ကောင်းပါပဲသူတွေးလိုက်တယ်နော် သူ့ကိုပြောပြခဲ့တဲ့ဂျေဇူးတရားတွေကိုမှမထောက်အဲ့ဒီပုံကိုတည်သွားရင်အ мян တည်သွားရင်သူ့ရဲ့နေရာကိုငားရမှာပဲလို့သူကအဲ့ဒီလိုမကောင်းတဲ့စိတ်တွေကိုတွေးလိုက်ပါတယ်ခါတာနဲ့ပဲအဲ့ဒီလူနာကဒီလိုပဲစိတ်ထဲမှာကြိတ်ခဲပြီးတော့မှ တွေးနေတဲ့အချိန်မှာညရောက်လာတော့ဟိုဟိုပရင်ပုံနားမှာနေတဲ့လူနာကအမောဖောက်ပါတယ်ဘလို့အမောဖောက်လဲလို့ဆိုရင် အသက်ရှူလမ်းကြောင်းဆိုင်ရာမှာ ထရက်တလိကပြီးတော့မှအတက်ရှူမဝဖြစ်နေပါလေ။အဲ့လိုဖြစ်နေတဲ့အချိန်မှာကရင်အောက်မှာအာသတိပေးချက်ခလုတ်လေးရှိပါတယ်။အဲ့ဒီခလုတ်ကလေးကိုနှိပ်လိုက်မယ်ဆိုရင်အောက်မှာစောင့်နေကြတဲ့အဲနတ်စမတွေအဲတူနာပြုတ်ဝန်တန်းတွေတက်လာပြီးတော့မှကုသပေးကြမှာဖြစ်ပါတယ်။ဒါမှမဟုတ်ဟိုလူကအမောဖောက်နေတာဖြစ်တဲ့အတွက်ဘာမှမလုပ်နိုင်ဘူးကရင်ပေါ်မှာရုံရင်ဆန်ကဖြစ်နေပါတယ်။ဒီဘက်ကလူနာကလည်းပဲအဲ့ဒီပတင်းပေါက်နားမှာဟိုရုံရင်ဆန်က ယောဂဝေဒနာဖြည့်စည်းနှိပ်စက်နေတဲ့လူကိုမြင်ပါရက်ကနေအဲ့ဒီနေရာလေးကိုမှတ်မောလွန်းတဲ့အတွက်လိုချင်လွန်းတဲ့အတွက်သူ့ရဲ့ကရင်အောက်မှာရှိတဲ့အချက်ပြေးခလုတ်ကိုကူညီပြီးတော့မှနှိပ်ပေးနိုင်ပေမဲ့လို့သူမနှိပ်ပေးခဲ့ပါဘူးသူသူ့ရဲ့လက်ကလေးကိုအကွယ်လေးမှာထားပြီးတော့မှမတိကျအောင်ဆောင်းပြီးတော့အိတ်နေလိုက်ပါလေမနေ့ရောက်တော့သူနာပြုဆီယာမတွေနတ်စမတွေတက်လာပြီးတော့ဩကြည်စမ်းတဲ့ညကအမောဖောက်တာနဲ့တူတယ် ကရင်အောက်မှာအချက်ပေးခလုတ်ကလေးတောင်နေမသွားနိုင်ရှာဘူးလို့တယောက်တစ်ပေါက်ပြောနေကြပါတယ်။အခန်းတော်မှာကနေတဲ့လူနာကလည်းပဲကိုကိုကိုမလုံမလဲဖြစ်ပြီးတော့သူ့ရဲ့လက်ကလေးကိုအသားလေးစောင်းငုံခွဲမှာဖွက်ထားလိုက်ပါတယ်။အဲ့ဒီမှာလေလူနာရှင် လူနာဆီယာမတွေကအဲသူနာပြုဆီယာမတွေကအဲ့ဒီလူနာကိုကရင်ဘော်ကိုတင်းပြီးတော့မှနော်အဲ့ဒီလူနာအလောင်းကိုကရင်ဘော်တင်းပြီးတော့မှခေါ်ထုတ်လာတော့ဒီအခန်းတော်လေးမှာကတ်လို့နေရတဲ့လူနာက ကျိတ်ပြီးတော့မှလိုချင်နေခဲ့တာကြာပြီအခုတော့ငါရဲ့အကြံစီတွေအောင်မြင်ပြီဆိုပြီးတော့အဲ့ဒီလူနာပြုဆရာမလေးကိုလမ်းခေါ်လိုက်တယ်။သူမလေးတို့တဲ့ဦးလေးတဲ့အဲ့ဒီပတင်းပေါင်နားလေးမှာနေခြင်းတယ်နေလို့ရမလားဆိုတော့အော်နေလို့ရပါတယ်ဆိုတော့အဲ့လူနာသူနာပြုဆရာမလေးတွေကလည်းပဲအဲ့ဒီလူနာကြီးကိုပတင်းပေါင်နားလေးမှာနေရာချပေးလိုက်ပါတယ်။သူကတော့ပြောနေတာပေါ့ဟုတ်ပြီတဲ့ငါကြံစီသည်မအောင်မြင်ပြီဝမ်းသာအားရဖြစ်နေပါတယ် အဲ့ဒါနဲ့ပဲအာရပါရရှုခင်းတွေကိုလမ်းကြည့်လိုက်မယ်ဆိုပြီးဟိုအာဂျိုမန်တဲ့နဲ့ပေါ့လေခါကိုဆန့်ပြီးတော့မှကြည့်လိုက်တဲ့အချိန်မှာဟိုးအရင်ကပြောခဲ့တဲ့လူနာပြောခဲ့တာနဲ့ဗရာတလန်တန်တလန်တခြားစီဖြစ်နေပါတယ်ကြည့်လိုက်တဲ့အခါမှာဘာရေကမ်းမှလည်းမရှိဘူးဘာခုံတန်းရမှလည်းမရှိဘူးဘာမြက်ခင်းစိမ့်မှလည်းမရှိဘူးတဲ့၆ကပြီးတော့မှလွင်ဒီကောင်အရာကြီးတာဖြစ်ပါတယ် နေကလည်းပူပူဖုံကလည်းချူချူနဲ့ပါရှူခင်းဆိုမှဘာမှမရှိဘူးအဲ့ဒီတော့မှအဲ့ဒီပတင်းပေါက်မှာနေရရလိုက်တဲ့လူကတွေးလိုက်တာကဘာတွေးလိုက်လဲဆိုတော့အော်အရင်ကငါ့ကိုသူ့ရဲ့ယောဂဝေဒနာဖီစီနှိမ့်ဆက်နေတာတွေကိုမှမထောက်ဖဲနဲ့မငဲ့ညာပဲနဲ့ငါ့ကိုစိတ်ချမ်းသာပါစေတော့ငါယောဂါလေးတဝက်မှတက်တာပါစေတော့ဆိုပြီးတော့စေတနာတန်တာနဲ့မရှိတဲ့ဥစ္စာတွေကိုအရှိတရာအောင်ရောက်ပုံဖော်ပြီးတော့မှပြောပြခဲ့တာ 哦ငါကြီးစုရှင်ကြီးကိုပြင်မာမိပြီနောက်မှရတဲ့နောင်တာအလကားဖြစ်ပါတယ်အခုသူနောင်တရနေပါပြီတောင်းပန်ခြင်းတည်းဘလူကတည်သွားပြီတောင်းပန်လို့မရတော့ပါဘူးလာနေပဲအဲ့ဒီပရင်ပေါက်မှာ နေရာရခဲ့တဲ့ဝိတမလောဘရှင်ကအဲ့ဒီစိတ်နဲ့ပဲသူဟာမအိတ်နိုင်မစားနိုင်ဖြစ်ပြီးတော့ယောဂအဲ့ဒီယောဂနှိပ်စက်လာတဲ့အတွက်စိတ်ထောင်းတော့ကိုကြည့်ပြီးတော့နောက်ဆုံးတော့အဲ့ဒီယောဂနဲ့ပဲကွယ်လို့အနိစ္စရောက်သွားပါတယ် ကိုဘက်တယောက်ကတော့တစ်ဖက်လူဒုက္ခရောက်နေတာကိုကူညီကျင်လွန်တဲ့အတွက် သူ့မှာခံစားနေရတဲ့ယောဂဝေဒနာတွေကိုမထောက်မငဲ့ညာပဲနဲ့မရှိတဲ့ဥစ္စာတွေကိုရှိတဲ့ရောင်ရောင်ပုံဖော်ပြီးတော့မှ ပြောပြခဲ့တယ်။သူ့ရဲ့ယောဂဝေဒနာတွေတဝက်မှတက်တာပါစီတော့လို့ပြောခဲ့တဲ့ဥစ္စာကိုဒီဘက်မှာအခန်းတောက်မှာနေရာရနေတဲ့လူနာကတော့အဲ့ဒီလိုမဟုတ်ဘူး။ဩသူ့မှာသူကတော့ဟိုရှုခင်းလှလှပပတွေကိုကြည်ရတယ်။ငါကတော့အခန်းတောက်မှာပိတ်လောင်ပြီးတော့မှနေရတယ်။ သူ့နေရာကိုငါလိုချင်လိုက်တာဆိုတဲ့ဝိတမလောဘစိတ်ဖြစ်ခဲ့ပါတယ်ဂျေဇုရှင်ကိုဂျေဇုကန်းခဲ့တာဖြစ်ပါတယ်မတမဆဈေးတွေနဲ့ရောက်လို့ရတဲ့ဒီငွေကြီးဥစ္စာတွေဟာကိုမိသားစုနဲ့ကိုနဲ့စားရတဲ့အခါမှာမှန်ရှင်းရဲ့လားလိပ်ပြာလုံးရဲ့လားစဉ်းစားပါအဲ့ဒီလိုစားတောက်ခဲ့မယ်ဆိုရင်အဲ့ဒါတွေဟာထမင်းနေမဟုတ်ပါဘူးအစိတ်တွေကိုစားနေကြခြင်းဖြစ်ပါတယ်ဒါကြောင့်မို့ကိုစားနေရတဲ့ထမင်းလို့ဟာ တန်တန်ရှင်းရှင်းဖြူဖြူစင်စင်နဲ့စားနိုင်ဖို့အရေးကြီးပါတယ်။အဲအလုံးပဲ